ရေဒီယို NUG သောတာရှင်မိဘပြည်သူများမင်္ဂလာပါခင်ဗျာ ခုချိန်ကစပြီး2025ခုနှစ်မေလ26ရက်နေ့ရေဒီယို NUG ရဲ့မနက်ခင်းပြည်တွင်းသတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကတော့မင်းယူပါ ပထမဆုံးတဲ့အနေဖြင့်လူလူကောင်းဆောင်ဒေါ်အဆန်းစုကြည်ကိုချီးမြှင့်သည့်ပြည်သူ့ကောင်ရေးစုတားဖြစ်သူကိုထိန်လင်းလက်ခံတဲ့သတင်းကိုတင်ပြပေးပါမယ်။လူလူကောင်းဆောင်နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အဆန်းစုကြည်ကိုပေးအပ်ချီးမြှင့်သည့်ပြည်သူ့ကောင်ရေးစုကိုတားငယ်ဖြစ်သူကိုထိန်လင်းခကင်အရစ်ကလက်ခံရယူခဲ့ကြောင်းသိရပါဗျ။၁၆ချိန်မြောက်ပြည်သူ့ကောင်ရေးစုပေးအပ်ပွဲအခမ်းအနားကိုမေလ၂၄ရက်နေ့တွင် မေရိကန်ပြည်ထောင်စုတက်ဆက်ပြည်နယ်ဟူစတန်မြို့မှာကျင်းပခဲ့တယ်လို့သိရပါဗျ။မိမိကိုစား2025ခုနှစ် Citizen for Burma ပြည်သူ့ကွန်ရက်စုကိုလက်ခံရတဲ့အတွက်အင်မတန်ဂုဏ်ယူတယ်လို့ကိုထိန်လင်းမှအတည်ပြုထားပါဗျ။နှစ်30ကျော်ကြာမြန်မာဒီမိုကရေစီအိမ်မက်အတွက်မိမိဟာအင်မတန်အရေးပါတဲ့ခေါင်းဆောင်တစ်ဦးဖြစ်ခဲ့တယ်။ဆေအိုစုကအကျဉ်းချပြီး ပြည်သူတွေနဲ့ခွဲပြီးသူ့အတန်ကိုတိတ်သွားစေဖို့ကြိုးစားတယ်။ဒါပေမဲ့ကျွန်တော်ပြောခဲ့သလိုပဲသူ့ရဲ့စိတ်ဓာတ်ဝိညာဉ်အားကိုတော့ချုပ်နှောင်မထားနိုင်ပါဘူး။မိမိကတခါကပြောခဲ့တယ်လွတ်လပ်ခြင်းနဲ့ဒီမိုကရေစီဆိုတဲ့အိမ်မက်များအတွက်ဘယ်တော့မှလက်မလျှော့လိုက်ပါနဲ့တဲ့။ဒီစုဟာမိမိရဲ့ဆွန့်လွတ်မှုများကိုသာမကလွတ်လပ်တဲ့မြန်မာနိုင်ငံဖြစ်စေခြင်းနဲ့အိမ်မက်ကိုလည်းရည်ညွှန်းပါတယ်။ဒီအတွက် ကျွန်တော်တို့ဆက်လက်ပြောဆိုတွန်းလှန်ကြရမယ်။မကြခင်ဒီမိုကရေစီရမယ်ဆိုတာကိုယုံကြည်ကြရမယ်လို့ကင်းမှဆိုထားပါတယ်။အဆိုပါစုမရရှိတဲ့စုငွေကို မတရားဖမ်းဆီးချုပ်နှောင်ခံထားရတဲ့နိုင်ငံရေးအကျဉ်းသားမိသားစုများနှင့်လူငယ်တွေရဲ့ပညာရေးအတွက်အသုံးပြုသွားမှာဖြစ်ပြီးဒါဟာဒေါန်ဆန်းစုကြည်ရဲ့စိတ်ဝင်စားဆုံးတဲကတစ်ခုဖြစ်တယ်လို့အသိပေးထားပါတယ်။ပြည်သူ့ကွန်ရေးစုပေးပွဲအခမ်းအနားကို CRPH နာယကဦးအောင်ကြည်ညွန့်မြို့သားညညရဲ့အဆိုရ NUG နိုင်ငံရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါ်စင်မာအောင်ဒုခွင့်ရေးဆိုင်ရာဝန်ကြီးဌာနဒုဝန်ကြီးဦးအောင်ကျော်မိုးကုလသမဂ္ဂအမြဲတမ်းကိုယ်စားလှယ်တမ်မတ်ကြီးဦးကျော်မိုးထွန်းတို့လည်းတက်ရောက်ခဲ့ကြောင်းသိရပါပါတယ်ခင်ဗျာ။ ဒုတိယသတင်းအနေဖြင့်မြေပြင်မှာဖွင့်လှစ်တင်ကြားနေတဲ့ဂျာကာလပညာရေးကျောင်းများယာယီရက်နာထားဖို့ပညာရေးဝန်ကြီးဌာနမှညွှန်ကြားချက်ထုတ်ပြန်တဲ့သတင်းကိုတင်ပြပေးပါမယ်။အမျိုးသားညီညွတ်ရေးအစိုးရပညာရေးဝန်ကြီးဌာနရဲ့အတိမတ်ပြုမှုချိတ်ဆက်ပူးပေါင်းမှုတို့ဖြင့်မြေပြင်မှာဖွင့်လှစ်တင်ကြားနေတဲ့ဂျာကာလပညာရေးကျောင်းများအားလုံးခေတ္တယာယီရက်နာထားဖို့ပညာရေးဝန်ကြီးဌာနကမေလ25ရက်နေ့မှာညွှန်ကြားချက်ထုတ်ပြန်လာပါတယ်။စစ်တပ်ကမတရားအာဏာသိမ်းထားတဲ့ကာလအတွင်းကလေးသင်ငယ်များရဲ့ပညာသင်ကြားခွင့်မဆုံး ရှုံးစေဖို့ဂျာကာလပညာရေးကိုပညာရေးဝန်ကြီးဌာနကနီလန်းမျိုးစုံဖြင့်ပေါ်ဆောင်ပေးခဲ့တယ်လို့ဆိုပါတယ်။လက်ရှိမှာစစ်ကောင်စီကစာတင်ကျောင်းများနဲ့ဆေးရုံများကဲ့သို့လူစုလူဝေးရှိရာနေရာများကိုလေကျောင်းမှနီးမျိုးစုံဖြင့်ဘုံကျဲခြင်းဆက်တနက်များဖြင့်ပိတ်ခတ်ခြင်းတာဝေးပြစ်လက်နက်ကြီးများဖြင့်ပိတ်ခတ်ခြင်းအစရှိတဲ့လူသားမျိုးနွယ်အပေါ်စစ်ရာဇဝတ်မှု War Crimes Against Humanity ကိုနေ့စဉ်ကျူးလွန်နေတာဖြစ်ပါတယ်။ထို့ကြောင့်နိုင်ငံသားကောင်းယန္တနာကလေးသူငယ်များဆရာဆရာမများနဲ့ ့ပြည်သူများအသက်အန္တရာယ်ထိခိုက်ဆုံးရှုံးမှုမရှိစေရေးအတွက်မြေပြင်မှာဖွင့်လှစ်တင် जा နေတဲ့အခြေခံပညာပြည်သူအခြေပြုပညာရေးကျောင်းများအစိမ့်ပညာကျောင်းများနဲ့တံမွေးပညာကျောင်းများအားလုံးဘီအန်ရဲ့ကင်းရှင်းရေးအစီအမံများဆောင်ရွက်နေစဉ်အတွင်းခိတ္တရာယီရနာထားဖို့ညွှန်ကြားချက်ထုတ်ပြန်ခဲ့တာဖြစ်ကြောင်းသိရပါတယ်ခင်ဗျာ ဆက်လက်ပြီးနိုင်ငံတော်အတိုင်ပင်ခံဒေါက်ဆန်းစုကြည်80နှစ်ပြည့်မွေးနေ့အထိမ်းအမှတ်ရေးဆွဲထားသော Wish for her birthday ပကြီကာအားအလူရှင်တဦးမှ30နှစ်ဝယ်ယူခဲ့တဲ့သတင်းကိုတင်ပြပေးပါမယ်။ ိုင်ငံတော်တိုင်ပင်ခံဒေါ်ဆန်းစုကြည်၏တက်80နှစ်ပြည့်မွေးနေ့အထိမ်းအမှတ်အဖြစ် artist Susan Chan မှရေးဆွဲထားသော Wish for her birthday ပကြီကားအားအလူရှင်တဦးမှသိန်း20နှစ်ဝယ်ယူခဲ့ကြောင်းသတင်းရရှိပါသည်။၎င်းပကြီကားရောင်းရငွေအားကျိုက်ထုံမြို့နယ်ရှိစစ်ဘေးရှောင်ကလေးငယ်များ၏ပညာရေးအတွက်ဝန်ကြီးဌာနမှတဆင့်လှူဒန်းခဲ့သည့်အတွက်ပကြီဆရာနှင့်ပကြီကားအားဝယ်ယူအားပေးခဲ့သောအလူရှင်အားကျေးဇူးတင်ရှိကြောင်းအမျိုးသမီးလူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာနမှမှတ်တမ်းတင်ဂုဏ်ပြုထားပါသည်ခင်ဗျာ။ ဆက်လက်ပြီးမန္တလေးဥပိုလ်ထောင်တွင် နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံထားရတဲ့ NLD အစိုးရလက်ထက်ဗဟိုဘဏ်ဒုဥက္ကဋ္ဌဦးပူပူငယ်ကိုလာဇလိုဇက်ဘီဒိုစုချင်းမြင့်တဲ့တဲ့ရင်ကိုတင်ပြပေးပါမယ်။အမေရိကန်ပြည်ထောင်စုဘတ်ကော်လီကမြို့သားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရလက်ထက်ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌအဖြစ်တာဝန်ယူခဲ့တဲ့ဦးပူပူငယ်ကိုလူသားအကျိုးဆောင်ရွက်မှုအတွက်လာဇလိုဇက်ဘီဒိုစုချင်းမြင့်လိုက်ကြောင်းမေလ24ရက်ကအတည်ပြုထုတ်ပြန်ပါတယ်။ဦးပူပူငယ်ကိုစားအမေရိကန်နိုင်ငံအခြေစိုက်မြန်မာတမ်အမတ်ကြီးဦးကျော်မိုးထွန်းကလက်ခံရယူမည်ဖြစ်ကြ ောင်းနဲ့ဒီစုရရှိမှုအပေါ်ဘတ်ကောလိပ်ရွေးချယ်ရေးအဖွဲ့ကသူ့ရဲ့ဒီမိုကရေစီနဲ့လွတ်လပ်ရေးတိုက်ပွဲအတွက်မြန်မာနိုင်ငံမှာနိုင်ငံရေးအကျဉ်းသားအဖြစ်ဆက်လက်ရည်တည်နေတဲ့ရဲစွမ်းတပ်တီနဲ့ဂတိကဝတ်တွေကိုအတိမတ်ပြုတဲ့အနေနဲ့ပေးအပ်ပါသည်လို့ထုတ်ပြန်ထားပါတယ်။ဥပပုံငယ်ဟာ ဘတ်ကောလိကနေ BA ဘွဲဂျွန်ဟော့ကင်းတက္ကသိုလ်ကစီးပွားရေးဆိုင်ရာမဟာဘွဲနဲ့ဗီဒိန်နိုင်ငံကနေစီးပွားရေးဆိုင်ရာပါရဂိုဘွဲရရှိထားသူဖြစ်ပြီး NLD အစိုးရလက်ထက်2019ခုနှစ်မှာဘိုဘန်ဒုတိယဥက္ကဋ္ဌအဖြစ်ခန့်အပ်ခံခဲ့ရသူဖြစ်ပါတယ်မြန်မာနိုင်ငံရဲ့အရေးရင်ဆုံးနဲ့အကြီးအကျယ်ဆုံးစီးပွားရေးပြုပြင်ပြောင်းလဲရေးသမားဒေါက်တာဘိုဘုံငယ်ကို Lazlo Zbido Award for Humanitarian Service ဆုတဇိတ်ချီးမြှင့်လိုက်ပါပြီကျွန်တော်တွေ့ဘူးသမျှထဲမှာသူဟာအကြီးမြတ်ဆုံးလူသားတစ်ယောက်ဖြစ်ပြီးသူ့ရဲ့ ဲ့ဖြောင်းမတ်မှန်ကန်မှုနဲ့တတ်တိကြောင်ပဲသူဟာမြန်မာနိုင်ငံရဲ့ထောင်ထဲမှာဒုက္ခဆင်းရဲကိုကြံ့ကြံ့ခံရင်ဆိုင်နေသူလည်းဖြစ်ပါတယ်လို့နိုင်ငံတော်တိုင်ပင်ခံဒေါက်တာဆန်းစုကြည်ရဲ့စီးပွားရေးအကြံပေးမစ္စတာရှောင်းတာနယ်ကပြောဆိုထားပါတယ်။88ရေတော်ပုံမှာလည်းပါဝင်ခဲ့တဲ့ဥပပူငယ်ဟာစစ်အစိုးရရဲ့ဖမ်းဆီးထောင်ချခံခဲ့ရပြီးထောင်မှလွတ်မြောက်ပြီးနောက်ပိုင်းပြည်ပကိုထွက်ခွာကအလုလုရင်းဘတ်ကောလိနဲ့ နာမည်ကျော်ဂျွန်ဟော့ကင်းတက်သူမှစီးပွားရေးဆိုင်ရာမဟာဘွဲ့ဤတိမ်မှစီးပွားရေးဆိုင်ရာပါရူဘွဲ့တို့ရရှိထားသူ ဖြစ်ပါတယ်။ NLD ပါတီဤစီးပွားရေးအကြံပေးအဖွဲ့တွင်ဗန်ပညာရှင်တဦးအနေဖြင့်ပါဝင်ခဲ့ပြီးသမရဦးထင်ကျော်လက်ထက်2019ဇူလိုင်တွင်ဗဟိုဘဏ်ဒုဥက္ကဋ္ဌအဖြစ်ခန့်အပ်ခြင်းခံခဲ့ရပြီး NLD လက်ထက်9နှစ်အတွင်းနိုင်ငံ၏ GDP သည်9ဆတိုးလာကာတိုက်ရိုက်နိုင်ငံခြားယင်းနှိမ့်ညွန့်နယ်သူမှသုံးပုံတစ်ပုံတိုးလာပြီးအစိုးရကျွေးမီကိုထောက်ဝှက်လျှော့ချခဲ့သည့်အထိလှုပ်ဆောင်နိုင်ခဲ့သူဖြစ်ပါ ပါတယ်။ယခင်ကနိုင်ငံသားနှင့်ကုန်သွယ်ငွေပေးချေရာတွင် အကျပ်အတဲပေါင်းစုံရှိတော်လဲ ဥပပုံငယ်ပါဝင်သည့်ဗဟိုဘဏ်ဒါရိုက်တာအဖွဲ့လက်ထက်တွင်ပုံမိုလွယ်ကူလာသလိုဒီဂျစ်တယ်ငွေပေးချေစနစ်အောင်မြင်လာကြောင်းကုန်သည်အများစုအမှတ်ချက်ပြုကြပါသည်။ဘဏ်ငွေလွှဲပြောင်းမှုနှင့်အမေရိကန်တထေးဂျော့ဆိုယော၏ပွင့်လင်းလူအဖွဲ့အစည်းမြန်မာ Open Society မြန်မာ၏ငွေလွှဲပြောင်းမှုကိုကြီးကြပ်မှုအားနေခြင်းဗဟိုဘဏ်မှရရှိသောချင်းငွေကိုအတိုးနည်းသောဘဏ်တွင်အနှံ့ခြင်းကြောင့်အခွန်နှစ်နာသည်ဟုစွပ်စွဲကာဥပပုံငယ်အားစစ်တပ်ဘက်မှအမှုဖွင့်၍အဂတိလိုက်စားမှုတိုက်ဖြတ်ရေးဥပဒေပုံမှ55အပါ ါဝင်နှစ်မှုဆွဲဆိုခဲ့ခြင်းဖြစ်ပြီးတမှုကို12နှစ်နှင့်နောက်တမှုကို10နှစ်စုစုပေါင်း20ချမှတ်ခံထားရသူဖြစ်ပါれခမညာဆလဘီဘီကင်းသောဆေးရုံများတိစောက်နိုင်ရန်အတွက် Safe Hospital Safe Healthcare Campaign တွင်ပါဝင်ရန် NUG ကျန်းမာရေးဝန်ကြီးဌာနဖိတ်ခေါ်တဲ့သတင်းကိုတင်ပြပေးပါမယ်။မြန်မာနိုင်ငံတွင်ဘီကင်းသောကျန်းမာရေးဆောင်ရှားမှုရရှိရေးအတွက် ဘေးကင်းသောဆေးရုံများတည်ဆောက်နိုင်ရန်အတွက် Safe Hospital Safe Healthcare Campaign တွင် ပါဝင်ကူညီလှူဒန်းကြဖို့မြို့သားညီညွတ်ရေးအစိုးရကျန်းမာရေးဝန်ကြီးဌာနမှ ဖိတ်ခေါ်ထားပါသည်မြန်မာနိုင်ငံတွင်ဆက်လက်ဖြစ်ပွားနေသောပဋိပက္ခများသည်ဆေးရုံများနှင့်စာတင်ကျောင်းများကိုပိတ်မထားတိုက်ခိုက်ခြင်းဖြစ်ပြီးကျန်းမာရေးဆောင်ရှောက်မှုဝန်ဆောင်မှုများ၏ဘေးကင်းမှုနှင့်လက်လန်းမီမှုတို့ကိုပြင်းထန်စွာ ထိခိုက်စေကြောင်းတွေ့ရှိရတာကြောင့် campaign သည် ကျမ်းမာရေးဝန်ထမ်းများနှင့်လူနာများအတွက်ဘေးကင်းသောပတ်ဝန်းကျင်ကိုပံ့ပိုးပေးမိခိုင်မာသောဆေးရုံများတိစောက်ရန်အတွက်ရမုံငွေရှာဖွေရန်ရည်ရွယ်တယ်လို့ဖော်ပြထားပါတယ်။ရည်ရွယ်ချက် target အမေရိကန်ဒေါ်လာ၄သိန်းသတ်မှတ်ထားပြီးကမ်ပိန်းကာလကိုမေလ၂၄ရက်နေ့မှဇွန်လ၃၀ရက်နေ့အထိပြုလုပ်သွားမယ်လို့သိရပါတယ်ခင်ဗျာ။ ယခုနောက်ဆုံးသတင်းအနေဖြင့်ကိုကံအထူးဒေသတဲ့အတွင်းကအခြေခံပညာကျောင်းများအတွက်ပညာရေးဝန်ထမ်းများခေါ်ယူနေတဲ့သတင်းကိုတင်ပြပေးပါမယ်။2025 2026ခုနှစ်ပညာသင်နှစ်အတွက်ကိုကံအထူးဒေသတဲ့အတွင်းကအခြေခံပညာကျောင်းများမှာတာဝန်ထမ်းဆောင်ဖို့ပညာရေးဝန်ထမ်းများခေါ်ယူနေတယ်လို့တကိုကံမှာဖော်ပြထားပါတယ်။အထူးဒေသတဲ့အတွင်းမှာ2024 2025ပညာသင်နှစ်မှစတင်ပြီး ကျောင်းနေအရွယ်ကလေးများအားလုံးပညာသင်ယူနိုင်ရေးအတွက်အခြေခံပညာကျောင်းနှစ်ကျောင်းကိုဖွင့်လှစ်ခဲ့ပြီးလာမယ့်2025-26ပညာသင်နှစ်မှာထပ်မံတိုးချက်ဖွင့်လှစ်သွားဖို့ရှိတယ်လို့ဆိုပါတယ်။အဆိုပါကျောင်းများတွင် CDM ပြုလုပ်ထားတဲ့ဆရာဆရာမများ တက္ကသိုလ်တစ်ခုခုမှဘွဲ့ရထားသူများ CDM ပြုလုပ်ထားတဲ့တက္ကသိုလ်ကျောင်းသားကျောင်းသူများကတာဝန်ထမ်းဆောင်ဖို့လျှောက်ထားနိုင်မှာဖြစ်တယ်လို့သိရပါတယ်ခင်ဗျာအခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းတောက်မင်းစစ်သွေးနဲ့ Carshel တို့ကပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာ